မင်္ဂလာပါခင်ဗျာ ခုချိန်ကစပြီး2025ခုနှစ်မေလ၄ရက်နေ့မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG ပြည်တွင်းသတင်းကောင်းစင်များကိုဖတ်ကြားတင်ပြပေးတော့မှာဖြစ်ပါရယ်ခင်ဗျာ တော်လိုင်းအင်အားစုများအားလုံးနဲ့ပူးပေါင်းလက်တွဲ၍လွတ်လပ်သည့်သတင်းမီဒီယာများသတင်းရယူပိုင်ခွင့်ပုံမအားကောင်းစေရင်ပြည်သူလူထု၏သတင်းသိပိုင်ခွင့်ပုံမတိုးပွားစေရင်ဆက်လက်ကြိုးပမ်းအားထုတ်သွားမည်ဖြစ်ကြောင်း NUG ထုတ်ပြန်တဲ့သတင်း မေရိကန်နိုင်ငံသားရေးဌာနအရှေ့တောင်အာရှနှင့်အာဆီယံရေးရာ WD Assistant Secretary ဖြစ်သူ Mr. Andrew R. Harab နှင့် CRPH ဥက္ကဋ္ဌတွေ့ဆုံခဲ့တဲ့တွင် နေပြည်တော်ငလင်တန်နှင့်စည်ရေးဖီအားကြောင့်အုတ်ချွေရည်ရန်နီယာပြိုလဲရနိုင်ပြီးနေပြည်တော်ဟာပြတ်သုံးချင်းနှကန်းဝါသို့ရောက်ရှိနေတဲ့တည်င်းရခိုင်ပြည်အတွက်ကျမ်းမာရေးဝန်ထမ်းတင်နန်းသားများအေးအေးခေါ်ယူတဲ့တည်င်းနဲ့ကျင်းငံများအတိုက်အတွင်းဦးများဦးချပြီးတားပေါက်ချင်းမင်းတပ်မြို့နယ်အတွင်း ငှက်ပြစ်အမဲလိုက်ခြင်းကိုရှောင်ကြဉ်ရန်ဒေသနာအမိန်ထုတ်ပြန်တဲ့သတင်းတို့ကိုတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာ။